ချပီမှာ Empire တခုရဲ့အရှင်သခင်ဒါကတော့ကမ္ဘာပေါ်မှာတက်တန်းအရှိဆုံးမျိုးပွားနိုင်စွမ်းအရှိဆုံးဖြစ်တဲ့ချပီမှာပါချပီမှာဟာလူအများစုတတိမပြူမိတဲ့တတဝါတကောင်ဖြစ်တယ်လို့ Empire တခုကိုတီထောင်ခြင်းထိမ့်သိမ့်ခြင်းနဲ့ရှင်သန်ခြင်းဆိုတဲ့အံ့ဩစရာကောင်းတဲ့ဇလန်းတွေသူ့မှာရှိနေပါတယ် ချပရင်မလောင်းလေးတွေဟာမွေးဖွားလာချိန်မှာအတောင်ပံလေးတွေပါရှိပါတယ်။ဒီအတောင်ပံတွေကိုသူတို့ဘဝမှာတစ်ခါတည်းပဲသုံးခွင့်ရပါလိမ့်မယ်။အပိုရီနဲ့အတူမိလိုက်ပြန်တမ်းမှုပြီးတာနဲ့မြေပြင်ပေါ်ဆင်းသက်ပြီးတော့အနာဂတ်အင်ပါယာအတွက်အိမ်သစ်ရှာဖွေပါတယ်။နေရာကောင်းတစ်ခုတွေ့ပြီဆိုတာနဲ့သူတို့ရဲ့အဖိုးတန်တောင်ပံတွေကိုဖယ်ထုတ်ပစ်လိုက်ပြီးတော့ဘီယမအစ်စ်တပားရဲ့ဘဝကိုစတင်လိုက်ပါတော့တယ်။ပထမဆုံးဥတွေကိုဥပြီးတော့ ပထမဆုံးအလုတ်သမားတွေကိုမွေးထုတ်လိုက်ပါတယ်။ဒီအလုတ်သမားတွေကြီးပြင်းလာတာနဲ့အမျှဘရင်မကြီးဟာတခုတည်းသောတာဝန်ကိုပဲအာရုံစိုက်ပါတော့တယ်။အဲ့ဒါကတော့ဥဥဖို့ပါပဲ။ဒီချိန်ကနေစလို့သူ့ရဲ့နန်းတော်ခမ်းမထဲမှာလှုပ်ရှားမှုမရှိဘဲနဲ့တဏီကိုဥတွေကိုပဲဥနေပါတော့တယ်။ချဘရင်မရဲ့ခန္ဓာကိုယ်ဟာဥဥဖို့အတွက်အထူးပြုပြောင်းလဲထားပါတယ်။ ူရဲ့ဝမ်းပိုက်ဟာမူလအရွယ်အစားထက်အစပေါင်းများစွာ ကြီးမားလာပါတယ်။တကယ်တော့ဒီဘီယင်မကြီးဟာတရက်ကိုဥပေါင်း3000အထိဥနိုင်စွမ်းရှိပါတယ်။ဒီဥဥနိုင်တဲ့နှုံးဟာဆက်ယုံတစ်ခုရဲ့ထုတ်လုံးမှုနှုံးနဲ့တောင်မှတူညီနေပါတယ်။ဒါကြောင့်သူမရဲ့တက်တန်းတစ်လျှောက်မှာဥပေါင်းတန်ပေါင်းများစွာကိုဥနိုင်နေတဲ့အတွက်ဥဥဆန်းလို့တင်စားခေါ်ဝေါ်ကြတာလေးဖြစ်ပါတယ်။ စရာကောင်းတာကချပရင်မဟာနှစ်ပေါင်း90ကနေ100အထိအသက်ရှင်နိုင်တယ်လို့ဆိုပါတယ်။ဒီလိုသက်တမ်းရှည်ရခြင်းရဲ့လျှို့ဝှက်ချက်ကို သိပ္ပံပညာရှင်တွေကဆက်လက်လေ့လာနေဆဲပါ။ဒါအပြင်ဘယင်မဟာသူ့ရဲ့မျိုးနွယ်စုတစ်ခုလုံးကိုဖီရိုမုန်းစ်လို့ခေါ်တဲ့ဓာတ်ရုပ်ပစ္စည်းတွေထုတ်လွှတ်ပြီးတော့ထိန်းချုပ်ထားပါတယ်။ဒီဖီရိုမုန်းစ်တွေဟာအလုံသမားတွေရဲ့အပြုအမူနဲ့ဇီဝကာမဗေဒဆိုင်ရာလုပ်ငန်းတွေကိုအကုန်လုံးထိန်းချုပ်ထားတာပါ။ ဒီ empire ထဲမှာဘယင်မဟာအာနာရှင်တူးလို့လုံးဝထိန်းချုပ်ထားပါတယ်။အလုသမားတွေဟာအစားအစာရှာဖွေခြင်း၊နန်းတော်တိဆောက်ခြင်းနဲ့ဘယင်မကိုပြုစုဆောက်ရှောက်ခြင်းတွေကိုပဲလုပ်ကြပါတယ်။အထူးကြဆုံးအချက်ကတော့အလုသမားအများစုဟာမျိုးပွားနိုင်စွမ်းမရှိဘဲနဲ့သူတို့ရဲ့ဘဝကိုဘယင်မနဲ့ empire အတွက်ပဲမြုပ်နှံထားခြင်းပါပဲ။တချိန်ကျရင်ဘယင်မကြီးရဲ့ဥဥနိုင်စွမ်းရောကြလာတာနဲ့အမျှဒါမှမဟုတ်ဖီရိုမုန်းတွေအားနည်းလာတာနဲ့အမျှ အင်ပါယာရဲ့အနာဂတ်အတွက်အရင်မှလောင်းအသစ်တွေပေါ်ထွက်လာပြီးတော့ အင်ပါယာအသစ်တွေတည်ထောင်ခြင်းဒါမှမဟုတ်လက်ရှိအင်ပါယာကိုဆက်ခံခြင်းတွေဖြစ်ပေါ်လာပါတော့တယ်။ချာပြင်မာရဲ့ဘဝဟာအချစ်အာနာအင်ပါယာတည်ထောင်ခြင်းနဲ့ရှင်သန်ခြင်းတို့ကိုပုံဖော်ထားတဲ့ဇလံကောင်းလေးတစ်ပုဒ်ပါပဲ။သူ့ရဲ့ဇီဝဗေဒဆိုင်ရာအံ့ဩစရာကောင်းတဲ့စွမ်းရည်တွေကတဘာဝလောကရဲ့ရှုပ်ထွေးလှတဲ့နည်းနည်းမှုကိုပြသနေပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့လို့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။